ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့အမင်းလက်ပံရွာကနေ DKB ကြားဖြန့်ငွေလိမ်လုပ်ငန်းခြံဝင်းကို KNL မဟာမိတ်တပ်တွေဝင်ရောက်ဖမ်းဆီးစစ်ဆေးမေးမြန်းပြီးပြန်လွှတ်ထားတဲ့နိုင်ငံခြားသားတွေထိုင်းနိုင်ငံဘက်ကိုဝင်ဖို့တောင်းရင်မြင့်တွေနေရာတွေမှာနိုဝင်ဘာလ25ရက်နေ့ကနေ28ရက်နေ့ထိလူထောင်ချီတောင်းတင်နေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့က DKB ဘူတခွားတီရဲ့ကြားဖြန့်ခြံဝင်းကို KNL တပ်ဖွဲ့ကစီးနှင်ခဲ့ရငွေလိမ်လုပ်ငန်းနေရာတွေကိုဆက်ဆက်ပြီ ငွေလဲအလုတ်သမားထောင်ချီရှိနေတဲ့ကိစ္စပေါ့နိုင်ငံခြားသားအလုတ်သမားတွေကိုစစ်စင်မင်းမြန်မှုအထောက်အထားတင်ဆက်မှုတွေဆက်လုပ်နေတာပါ လရှိ KNPF ကရင်ရဲတပ်ဖွဲ့ကစစ်ဆေးမှတ်တမ်းယူပြီးတဲ့နိုင်ငံသား600ကျော်ကိုထိုင်းနိုင်ငံဘက်ကနိုဝင်ဘာလ23ရက်နေ့ညကလွှဲပြောင်းပေးခဲ့ပြီးနောက်ထပ်ထိုင်းနိုင်ငံဘက်လွှဲပြောင်းပေးမှုအကြံဉာဏ်တွေကိုထိုင်းနိုင်ငံဘက်ကအကန့်ကူဝင်ခွင့်လက်မလက်မခံသေးတဲ့အခြေအနေကြောင့်လူတထောင်ကျော်တောင်းရင်မြက်ပြီးမှစုဖွဲ့နေထိုင်နေကြပါတယ်။အဲ့ဒီအခြေအနေကို KNU တာဝန်ရှိသူတွေကတောင်းရင်မြက်ပြီးနေရာချထားတဲ့ကြားဖြတ်အလို့သမားနိုင်ငံသားတွေကိုစားတောက်စရာတွေဖြန့်ဝေ ကြွေးမွေးနေတယ်လို့လည်းသိရပါတယ်။အခုနောက်ပိုင်းကနေနေ့လယ်ပိုင်းထိမင်းလက်ပံကြေးရွာအရှိပိုင်းမှာအကြံဖတ်စစ်တပ်နဲ့ KNL မဟာမိတ်တပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်ဖြစ်ပွားနေလို့ထိုင်းစစ်တပ်နဲ့ထိုင်းအာဏာပိုင်တွေစောင့်ကြည့်နေတယ်လို့တောင်ရင်မြစ်တွေကအကြံဖြန်နိုင်ငံခြားသားတွေလည်းနှစ်ဖက်တိုက်ပွဲတန်းနေကြပိတ်မိနေတယ်လို့ကြုံနေရပါတယ်။